ောတာရှင်တွေအားလုံးတာလီစော်ပါ Development Media Group DMG ရဲ့2025ခုနှစ်အော်တိုဘာလ25ရက်နေ့အတွက်တည်င်းအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့မောင်တော့ခရိုင်အတွင်းကအာစာတွေကိုအေးလိုက်လံရှင်းလင်းနေတဲ့အကြောင်းရခိုင်စစ်ဆောင်တွေအတွက်မလေးရှားရခပူရ FC အတင်းကငွေကြေးတင်းတရာကျော်လှူဒန်းတဲ့တည်င်း ကြောက်ဖြူမင်းပြင်းရွာကိုစက်တက်လေထီနဲ့စစ်ကောင်စီကဘုံကျဲတဲ့အကြောင်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျွန်မဖြူဖြူရဲ့နဲ့အတူမိုးပေါက်ကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပထမဦးဆုံးအနေနဲ့မောင်တော်ခရိုင်အတွင်ကအာစာတွင်ကိုအေအေကလိုက်လံရှင်းလင်းနေတဲ့အကြောင်းကိုတင်ဆက်ပေးစင်ပါရယ်ရခိုင်ပြည်မောင်တော်ခရိုင်အတွင်မှာစစ်ဝင်လှောက်ရှားပြီးအရဲသားတွင်ကိုရှင်ကိုတိုက်ခိုက် ဖန်စီတက်ဖြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့အာစာတပ်ဖွဲ့ဝန်ထံကိုအရခတ်တတော်ကစစ်ကြောင်းထိုးပြီးတော့လိုက်လံရှင်းလင်းနေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။အာစာတပ်ဖွဲ့ဝန်ထံဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တချုံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာယာယီစခန်းတွင်တိစောက်ပြီးတော့ဘူတိတောင်ရတဲ့တောင်မောင်တော်မျိုးနေတွင်ကိုစစ်ဝင်ပြီးအေးအေးလုံခြုံရေးစခန်းတွင်ခရီးသွားဒေသခံတွင်ကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွင်ပြုလုပ်နေတာပါ။ လက်တလောမှာမောင်တော်မြွတ်နယ်မယူတောင်အတွင်းထွက်ပြေးလွတ်မြောက်နေတဲ့အာစာအဖွဲ့ဝင်တွေကိုအေအေကလိုက်လံရှင်းလင်းနေပြီးတော့ဒေသတွင်အကြမ်းဖက်မှုအန္တရာယ်ကင်းဝေးစေရင်နဲ့ပြည်သူလူ숑ရေးအတွက်ဆက်လက်ဆောင်ရွက်နေတယ်လို့အော်တိုဘာ23ရက်မှာအေအေကထုတ်ပြန်ထားပါတယ်အစားအဖွဲ့ဝင်တွေဟာမောင်တော်မြို့နယ်ရတေတောင်မြို့နယ်နဲ့ဘူတီတောင်မြို့နယ်တွင်ကခရီးသွားဒေသခံတွေနဲ့ကုန်သည်တွေကိုအကြမ်းဖက်တပ်ဖြတ်မှုတွေအခုလအတွင်းပုံမလှောက်ဆောင်နေတယ်လို့ပြောဆိုကြပါတယ်။မနေ့ကအော်တိုဘာ24ရက်မှာ တင်းဆောင်ကြီးရောအနေမယူတောင်းရှင်ရင်မာနောကြောင့်နေတဲ့အမျိုးသမီးငယ်တဦးအပါအဝင်ဒေသခံ၃ဦးကိုအစာအဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးလက်ရှိအရှင်ဒိရှာမတွေ့သင့်ဘူးလို့ဒေသခံတွေကဆိုပါတယ်အော်တိုဘန်၂၂ရက်ကလည်းရတိတောင်မြို့နယ်စီတေပြင်ကျေးရွာကနေပြီးတော့မောင်တော်မြို့နယ်ကြောက်ပွန်းတူကျေးရွာကိုဂုံပစ္စည်းဝယ်ယူပြီးပြန်လာတဲ့ကားတစ်စီးကိုအာစာအဖွဲ့ကရှင်ကိုတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၂ဦးသေဆုံးပြီးအမျိုးသား၂ဦးဒဏ်ရာရရှိခဲ့ပါတယ် အဲ့ဒီလိုအာစာတပ်ဖွဲ့ဝင်တွေဟာအခုရပ်ပန်းအတွင်းမှာမောင်တော်တောင်ပန်းမယူတောင်ကျော်လိုင်းပိုင်းနေရာတွေအထိလှောက်ရှားမှုရှိလာတဲ့အတွက်ဒေသခံတွေကလုံခြုံရေးစိုးရိမ်မှုတွေရှိနေကြတယ်လို့ဆိုပါတယ်ဘူတီတောင်နဲ့မောင်တော်မြို့နယ်မှာရှောက်လာတာအတွင်းအာစာအဖွဲ့ဝင်ရတိုက်ခိုက်မှုကြောင့်အရသား40တပ်မင်းတည်ဆုံးပြီးဒဏ်ရာရှိသူ20ဦးတပ်မင်းရှိတယ်လို့ DMG ကပြုစုထားတဲ့စီရင်အရာသိရပါတယ်ဆက်လက်ပြီးတော့ ရခိုင်စစ်ရှောင်းတွေအတွက်မလေးရှားရခိုင်ပူရာ FC အသင်းကငွေကြသိန်း100ကျော်လှူဒါန်းတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ရခိုင်ပြည်အတွင်းအခက်အခဲကြုံနေကြတဲ့စစ်ဘေးရှောင်းတွေအတွက်မလေးရှားနိုင်ငံဂျိုဟိုပြည်နယ်အခြေစိုက်ရခိုင်ပူရာ FC ဘောလုံးအသင်းကနေငွေကြသိန်း130လှူဒါန်းလိုက်တယ်လို့သိရပါသေးတယ်။ဥနာကျုံမြို့နယ်အခြေစိုက်ဖြူစင်ယူခင်ဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်အရမလေးရှားနိုင်ငံမှာပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ရခိုင်စစ်ပဲရှောင်တွေရန်ပုံငွေရရှိရဘလုံးဝဲကနေရလာတဲ့ငွေတွေကိုဖြူစင်ရေခွင်ဖောင်ဒေးရှင်းကတဆင့်လှူဒန်းလာတာဖြစ်ပါတယ်။အဲ့ဒီလိုပါဝင်လှူဒန်းတဲ့ရခပူရာ FC အသင်းနဲ့ခေါင်းဆောင်တွေကိုအထူးကျေးဇူးတင်ကြောင်းဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကဆိုပါတယ်။ဒါအပြင်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေအတွက်ပါဝင်ခဲ့ကြတဲ့အလှူရှင်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။စည်ရပတိပခကြောင့်ရခိုင်ပြည်မှာ နေရာဆုံးခွာထွက်ပြေးနေရတဲ့စစ်ဘေးရှောင်ဥယျာဉ်6သိန်းကျော်အထိရှိနေတယ်လို့ ULAA ရဲ့ HDC ကိုစည်ရင်အရသိရပါတယ်။အဲ့ဒီစစ်ဘေးရှောင်တွေဟာစစ်ကောင်စီရဲ့လက်ခီးပိတ်ဆို့မှုကြောင့်လူသားချင်းစာနာမှုအကူအညီတွေနေပါတဲ့အတွက်နေထိုင်ရေးနဲ့စားနပ်ရိက္ခာဆေးဝါးစတဲ့အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။လက်တလုံးမှာဆောင်းရသည်ရောက်လာတာကြောင့်စစ်ဘေးရှောင်စခန်းတွေမှာအနှွေးတွေနဲ့ဆောင်းတွေအရင်တကြီးလိုအပ်နေတယ်လို့ပြောဆိုကြပါတယ်။ ကျောက်ဖြူမင်းပြင်ရွာကိုစစ်ကောင်စီကဆက်တက်ထားတဲ့လက်ထီးနဲ့ဘုံကျဲတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါရခိုင်ပြည်ကျောက်ဖြူမြို့နယ်မင်းပြင်ကျွာကိုစစ်ကောင်စီကပါရာမော်တာလို့ခေါ်တဲ့ဆက်တက်လက်ထီးနဲ့ဘုံလေးလုံးတက်မနေချေချတက်ခိုက်ခဲ့တယ်လို့သိရပါတယ်မနေ့ကအော်တိုဘန်24ရက်မနေ့9နာရီဝန်းကျင်မှာမင်းပြင်ကျွာကိုစစ်တက်လက်ထီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ရမှာမင်းပြင်ကျွာကနေတချို့ဘုံထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ် ဒါအပြင်မနေ့ကညစ်၁၇နာရီဝန်းကျင်မှာလည်းမင်းပြင်းရွာအုပ်ဘက်ပင်လယ်ပြင်မှာကြောက်ရှာရနာထားတဲ့စစ်ကောင်စီနေပြည်တစည်းကလက်နက်ကြီးစစ်ကြိမ်ထက်မနေ့ပက်ခတ်တခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီပက်ခတ်လိုက်တဲ့လက်နက်ကြီးတလုံးဟာမင်းပြင်းကြီးရွာကိုကြာရောက်ပောက်ကွဲပြီးတော့အင်တရှုတ်ထိခိုက်ပျက်စီးသွားခဲ့တာပါ။ပြီးခဲ့တဲ့အော်တိုဘတ်၃ရက်ကလည်းစစ်ကောင်စီရဲ့လက်နက်ကြီးပက်ခတ်မှုကြောင့်ကြောက်ပြုံမြို့နယ်ကြောက်ပြောက်ကြီးရွာကအသက်၃နှစ်အရွယ်ကလေးငယ်တို့ကြီးစားထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ကြောက်ဖြူမှာစကောင်စီနဲ့အရခတတတော်တိုက်ပွဲဖြစ်ပွားနေပြီးစကောင်စီဘက်ကသူတို့လက်လွတ်ထားရတဲ့ကြောက်ဖြူမြို့နယ်ကကျေးရွာတွင်ကိုလက်နက်ကြီးလေကြောင်းအပြင်ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောဆိုထားကြပါတယ်။တရင်မျိုးကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ထီယနာလေနေမြေတွေကိုစစ်ကောင်စီဇက်တိုက်ပုံကျဲနေတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါထီယနာလေထိန်းချုပ်နေမြေဖြစ်တဲ့မိုးကောက်ခရိုင်မိုင်လုံမြို့နယ် ကိုပေါင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းတိုင်ဆရာတို့ပြန်လည်တော်မူခဲ့ပြီးတန်ကတော်၅ပါးနဲ့ကလင်းငယ်အပါဝင် ပြည်သူ့နှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ TNL သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ဒီကနေ့အောက်တိုဘာ25ရက်ထုတ်ပြန်ချက်အရစစ်ကောင်စီတပ်ဟာမနေ့ကညနေ3နာရီကျော်မှာလေကြောင်းနဲ့ပေါင်ကားဘုံတလုံးလာရောက်ကျေချတိုက်ခိုက်မှုကြောင့်ကျောင်းထိုင်စရာတို့တပတ်ပြန်လည်တော်မူသွားခဲ့တယ်လို့ဆိုပါတယ်။ တန်ခါတော်၅ပါးနဲ့ခလင်းငယ်အပါအဝင်ပြည်သူ့နှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။အခုအော်တိုဘာလ၁ရက်ကနေ၂၄ရက်နေ့အထိစစ်ကောင်စီဟာတောင်အတထင်းချုံမြို့နယ်တွေကိုလေကြောင်းကနေ36ကျင်းအထိဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ TNL ကဆိုထားပါတယ်။အဲ့ဒီတိုက်ခတ်မှုတွေကြောင့်ခလင်းငယ်၁၀ဦး၊အမျိုးသား၁၆ဦးနဲ့အမျိုးသမီး၂၁ဦးစုစုပေါင်း၄၈ဦးသေဆုံးခဲ့ပြီးတော့ခလင်းငယ်၂၅ဦး၊အမျိုးသား၁၉ဦး၊အမျိုးသမီး၁၉ဦး တန်ကားတို့နှစ်ပါးစုစုပေါင်း65ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နေအိမ်190စာတင်ကျောင်း5ကျောင်းပုံကြီးကျောင်း6ကျောင်းကျောင်းဆောင်8ဆောင်အဆောက်အဦ6ခုဆိုင်ခန်း5ခန်းနဲ့လက်ဖက်ဆက်ရုံတရုံပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာ TNL ထင်းချုပ်ဒေသအတွင်းတာမကတိုင်းရင်းသားလက်နက်ကင်တွေတူလိုင်းရဲတပ်ထင်းချုပ်နေမြေတွေကိုလက်နက်ကြီး drone လေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေပြီးတော့ အခြားသားတွေပေါ်ဆေးရဇဝဲမှုကျူးလွန်နေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းပြည်မေတော်ဘီအမာကြီးနဲ့ရွာဆန်တဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါလက်ရှိထိုင်းပြည်ရဲ့ဝရှိယာလောင်ကွမ်းရဲ့မိခင်နဲ့ရွာဆန်ဘီရင်ကြီးပုံမိဘောအဒူယာဓာတ်မိဖျားကြီးဖြစ်သူဘီအမာကြီးဒီခတ်ဟာမနေ့ကညပိုင်း9:20မိနစ်မှာဘန်ကောက်ကဘီရင်ရှူလာလောင်ကွမ်းဆေးရုံမှာနဲ့ရွာဆန်သွားပြီလို့ထိုင်းပြည်နန်းတော်ကထုတ်ပြန်ပါတယ် ်အသက်63နှစ်အရွယ်မိဖုရားကြီးဟာ2019ခုနှစ်ကစပြီးဆေးရုံတက်နေရပြီးတော့အခုလအတွင်းသွေးထင်းအဆိုက်တက်ယောဂါဖြစ်ပွားခဲ့တဲ့အတွက်ဆရာဝန်ကြီးတွင်ကအထူးကျမဲ့ကုသနေပေမဲ့မသက်သာဘဲနဲ့နဲ့ရဆန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြင်မာကြီးကိုလွန်မှုနဲ့ပတ်သက်ပြီးတနည်းကြာထီဝန်နေရှင်ကြီးညာထားပြီးစာပနကိုထမ်းတော်ဝင်အစဉ်လာအတန်းပြုလုပ်သွားမှာဖြစ်ပါတယ်။ရောက်အောင်လို့နိုင်ငံတော်အခမ်းအနားနဲ့ထားကြီးမှာဖြစ်တယ်လို့ထမ်းပြင်းနန်းတော်ကလည်းထုတ်ပြန်ထားပါတယ် နဲ့ရဆန်သွားပြီဖြစ်တဲ့ရမောက်ကိုဘရင်ကြီးဘူမိဘောအတူရာတက်နဲ့မိဖျားကြီးတီကတ်တော့ဟာတားတူသမီးသူဦးရှိပြီးတော့တားဖြစ်သူ မဟာဝရှိယာလွန်ကွမ်းကရမတ်၁၀ဘွေအမိနဲ့အခုထိုင်းနိုင်ငံဘရင်ဖြစ်ပါတယ်ပြင်းမာကြီးနဲ့ရဆန်တာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံတဝမ်းမှာရက်60ဝန်းနှင်းအထိမ့်မှအနဲ့ရောင်အင်ဂျီဝက်ဆင်ကြဖို့ထိုင်းအစိုးရကကြေညာထားတယ်လို့သိရပါတယ် ဒါအပြင်အစိုးရအရာရှိတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်းတစ်နှစ်တာလုံးဝန်ထမ်းချင်းအထိမ်းအမှန်အနေအောင်ဝတ်စုံဝတ်ဆင်ဖို့လဲထိုင်းဝန်ကြီးချုပ်ကမြစ်တာရက်ခံထားတယ်လို့သိရပါတယ်မေပြားကြီးဟာထိုင်းပြည်သူတွေရဲ့အကျိုးစီးပွားအတွက်တသက်လုံးမြောက်နိုင်ခဲ့တာကြောင့်ပြည်သူအလုံးရဲ့ကြင်ညိုလေးစားခြင်းခံရပြီးခြေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ရေးနဲ့ထိုင်းရွာလက်မှုပညာတွင်ထိန်းသိမ်းဆောက်ရှောက်ရေးကိုဦးစားပေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါဝေဟင်ပိုင်းနဲ့အနီးရုရှားပုံကျဲလေယာဉ်တွေပြန်တန်းနေတာကြောင့်ဂျပန်တိုက်လေယာဉ်တွေအရေးပေါ်ကင်းလှည့်တဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်ဂျပန်ကန်ယိုတန်ကဝေဟင်ပိုင်းနဲ့နေဆက်တစ်လျှောက်မှာအော်တိုဘားလ24ရက်နေ့ကရုရှားစစ်လေယာဉ်တွေပြန်တန်းနေတာကြောင့်စုံစမ်းစစ်ဆေးဖို့အတွက်ဂျပန်တိုက်လေယာဉ်တွေကိုအရေးပေါ်ဆစ်လွှတ်ခဲ့ရတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ဂျပန်မှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားသူ ဆန်နေတာကအီရှိကပါလီမန်မှာပထမဆုံးမိန့်ခွန်းပြောကြပြီးနောက်နိုင်ီပိုင်းအကြမှာအခုလိုရုရှားလေရင်ပြန်တမ်းမှုတွေပေါ်ပေါက်ခဲ့တာပါနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအလွန်ကဂျပန်ပင်လယ်ပြင်မှာရုရှားလေရင်တွေပြန်တမ်းခဲ့တဲ့လမ်းကြောင်းကိုလည်းကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ပြန်တမ်းမှုအတွင်းရုရှား TU-95 ဘုံကျဲလေရင်နှစ်ဆင့်နဲ့အတူသူတို့ကိုကာကွယ်ပေးဖို့ SU-35 တိုက်လေရင်နှစ်ဆင့်လည်းပူးတွဲလိုက်ပါလာတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်အဲ့ဒီလေရင်တွေဟာကနဦးမှာ ဂျပန်ပိုင်စာတော်ကျွမ်းစီကိုဥတီပြန်တန်းလာကြပြီးနောက်မြောက်ဘက်ကိုလှည့်ပြီးဆက်လက်ပြန်တန်းသွားကြတာဖြစ်ပါတယ်။ရုရှားဟာယူကရိန်းကိုကျူးကျော်နေရင်းဒီပိုင်းထဲမှာပဲကျွန်တော်တို့နိုင်ငံပံ့ပိုးခြင်းမှာစီးရဲလှုပ်ရှားမှုတွေနေတိုင်းလုပ်နေတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကိုအီဇူမီကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။တရုတ်မြောက်ကိုရီးယားနဲ့အတူရုရှားရဲ့စီးရဲလှုပ်ရှားမှုတွေဟာအကြီးအကျယ်စိုးရိမ်ပွဲရဖြစ်နေတယ်လို့ဝန်ကြီးချုပ်အတိတ်ကအရှိကပြောကြားထားပါတယ်။ ဂျပန်ဟာယူကရိန်းနဲ့အထူးဆက်ဆံရေးရှိထားသလိုယူကရိန်းသမ္မတနဲ့ပြည်သူလူထုဟာလည်းကျူးကျော်ရန်စမှုတွေကိုနေ့စဉ်နဲ့အမျှကုခံတွန်းလွန်နေတဲ့တတ်သိရှိသူတွေဖြစ်တယ်လို့လူမှုကွန်ရက်မှာဝန်ကြီးချုပ်ကရေးသားထားပါတယ်ရှင်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းတွေဆိုရင်တော့အပေါင်းချောက်ရှောက်839 6လဲ3 6 3ကိုလုံချုံစိတ်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တက်ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။